ကြည်ကြည်တဲ့ချမ်းသာရင်ရွှေသတင်းမကြီးဖြစ်တာကြောင့်ရွှေစေဘိတာတန်ဖျားစင်းထူတော်ကိုကိုးခွေတဲ့စမိုင်းစမိုင်းဆိုရင်နာမည်ကိုကြားလိုက်ရင်ဒေါ်လာသန်းချီတန်ရဲ့စံအိမ်ကြီးတွေသိညာချီတန်ရဲ့ဒီဇိုင်နာဘရန်လက်ကန်အိတ်တွေနောက်ဆုံးပေါ်စိန်ကန်ကားတွေနဲ့အိမ်မဲဆက်ဆန်ဘဝကိုပိုင်ဆိုင်ထားတဲ့အမေရိကန်ရောက်မြန်မာသတင်းမကြီးတယောက်ရဲ့ပုံရင်းကိုအားလုံးမြင်အောင်မိကြမှာပါသတင်းမကြီးစမိုင်းရဲ့ကျေဝါချမ်းသာမှုကိုသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာတွေကနေတစင်အားလုံးသိပါပြီ အထူးသဖြင့်သူရဲ့စားသောက်ပုံစံကလူတွေကိုအမြဲတမ်းပါဇက်ဟောင်းတာဖြစ်စေခဲ့ပါတယ်။အချို့ကသူရဲ့ချမ်းသာမှုကိုအားကျခဲ့ကြသလိုအချို့ကလည်းဒီလောက်ချမ်းသာတာကိုဘာလို့ဒီလောက်တောင်ထုတ်ပြနေရတာလဲဆိုပြီးဝေဖန်ကြတာတွေလည်းရှိခဲ့ပါတယ်။ဒါပေမဲ့ခုတစ်ခါမှာတော့တတိမကြီးစမိုင်းရဲ့လုပ်ရက်တစ်ခုဟာအရင်ကဝေဖန်သူတွေအားလုံးကိုတိတ်ဆိတ်သွားစေခဲ့ပြီးမြန်မာတိုင်းနိုင်ငံလုံးကဗုဒ္ဓဘာသာဝင်တွေရဲ့တာရုခေါ်တန်တွေနဲ့တူဆိုရှယ်မီဒီယာပေါ်မှာခေရိုက်ရှိုက်သွားခဲ့ပါတယ်။ အဲ့ဒါကတော့သူရဲ့ဆန်အိမ်ကြီးမှာကိုဝေပူဇော်ထားတဲ့ဗုဒ္ဓဆင်းတူတော်မြတ်ကြီးပဲဖြစ်ပါတယ်။ဒီဆင်းတူတော်ဟာတာမန်ရွှေချထားတဲ့ဆင်းတူတော်မဟုတ်ပါဘူး။ရွှေသားစစ်စစ်အလေးချိန်ဆက်ပိတ်တာအုံပြုပြီးတော့ထုလုပ်ပူဇော်ထားတဲ့ရွှေဆင်းတူတော်စစ်စစ်ကြီးဖြစ်လေလို့ပါပဲ။ဆက်ပိတ်တာပရိသတ်ကြီးတော်မှာပါဘူး။ရွှေဆက်ပိတ်တာပါ။တပိတ်တာကိုတစ်သက်မ63ကီလိုဂရမ်နဲ့တွက်ရင်စုစုပေါင်း16ကီလိုဂရမ်ကျော်အလေးချိန်ရှိတဲ့ရွှေတဲ့ကြီးတစ်ခုပါ။လက်ရှိရွှေပေါင်စိမ်းနေတာ ။တွက်ကြည့်မယ်ဆိုရင်မြန်မာငွေကျဲသိန်းပေါင်းတောင်းချီဘီလီယံနဲ့ချီပြီးတော့တန်ဖိုးရှိမယ်မဟာကုသိုလ်တကူပါ။ဒီလောက်များလာတဲ့ရွှေပမာဏကိုအသုံးပြုပြီးမျက်စွာဘုရားရှင်ကိုကိုစားပြုတဲ့စနစ်တော်အဖြစ်ထုလုပ်ပူဇော်ရဲဆိုတာဟာစိတ်ကူးနဲ့တောင်မှမှန်းဆမနိုင်မနဲ့အလုပ်ရပဲဖြစ်ပါရည်။ဒီလောက်ရအောင်စမိုင်းမိသားစုရဲ့ကျဲဝချမ်းသာမှုကိုပြသတာတဲ့သူတို့ရဲ့ဗုဒ္ဓဘာသာပေါ်မှာထားရှိတဲ့စမိုင်းရဲ့တရားတရားကိုသက်သေပြလိုက်တာပါပဲ။လောကီစည်းစိမ်ချမ်းသာတွေကိုအပြေအဝခံစားနေရင် တပတ်မှလည်းလောကုတ္တရာတရားကိုမမေ့မလျော့ပဲကိုရှာဖွေထားတဲ့ဖိုးတန်ဆုံးဥ္စာတနာကိုမြတ်စွာဘုရားတွေအမျက်ဆုံးဖြစ်ပူဇော်လိုက်တာဟာအလွန်တရာမှချီးကျူးစရာကောင်းတဲ့ကုသိုလ်ပါပဲသူပိုင်ဆိုင်မှုတွေကလောကီချမ်းသာကိုပြပေမဲ့သူကိုကိုယ်ရဲ့ဘုရားဆင်းသူဟာရွှေတွေကတော့တန်တရာအတွက်ကုသိုလ်အဖြစ်ပြောင်းလဲတဲ့သဘောပါပဲဒီသတင်းထွက်ပေါ်လာပြီးနောက်မှာတော့အရှင်ကသူ့ကိုဝေဖန်တဲ့သူတွေကစားတတိမကြီးစပိုင်းရဲ့ကုသိုလ်ကိုကြီးညိုမိပါတယ်ချမ်းသာတာကိုတရားလမ်းကြောင်းမှာတုံးချတတာတကယ့်ကိုမွန်မြတ်ပါတယ် တာရုတာရုပါဆိုတဲ့မှတ်ချက်တွေနဲ့တာရုကြဲကြဲခေါ်ဆိုနေတာကိုတွေ့မြင်ရပါတယ်။စီစဉ်ဥစ္စာဆိုတာအမှန်ကန်စွာသုံးချတဲ့ရင်ဒီဘောတတာမက နောက်တတရားအတွက်ပါကျိုးရှိစေနိုင်ပါတယ်။ပရိသတ်ကြီးတို့အရကိုပိုင်ကိုခွေဖို့အတွက်ရွှေစင်ဆယ်ဘိတာတန်ဘုရားစင်းတော်ကိုထုလုပ်ပူဇော်ရင်တတိမာကြီးစမိုင်းရဲ့မဟာကုသတော်ပေါ်ဘလို့မျိုးမြင်လဲဆိုတာကွန်မန့်မှာမှတ်ချက်လေးတွေရေးသွားပေးခဲ့ပါအောင်ရှင်။အာဘိနာစင်ခဲ့ကြရတဲ့အတွက်လေအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တို့ပြန်လာခဲ့ပါအောင်ရှင်။ ဒီရောက်လောက်နဲ့ပဲနှုတ်ဆက်ခဲ့ကြပါရင်အာမီနောစင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလဲကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆူတာမီတာစ်ကလေးလက်စာပါလိုက်ပြစေနော်။